လုပ်ငန်းရှင်တယောက်အနေနဲ့အလုပ်လုပ်တာနဲ့လုပ်ငန်းလုပ်တာကအတူတူပဲလို့ထင်နေရင်မှားပါလိမ့်မယ်အဲ့လိုထင်နေရင်အဲ့ဒီလုပ်ငန်းရှင်ရဲ့လုပ်ငန်းကအောင်မြင်မှာမဟုတ်ပါဘူးโอเคကျွန်တော်တို့ဘာကြောင့်မှားလဲအဲ့တော့အလုပ်လုပ်တယ်ဆိုတာက နေစာတူဝဖြစ်နေတဲ့ပြဿနာတွေအလုပ်တွေကိုဖြည့်ရှင်းတာဒါဒီအလုပ်လုပ်တာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းလုပ်တာပါလေလုပ်ငန်းလုပ်တယ်ဆိုတာကရေရှည်ချမ်းသာကြွယ်ဝမှုကို တီဆောက်တာဖြစ်ပါတယ်เนาะရေရှည်ချမ်းသာကြွယ်ဝမှုကိုတီဆောက်ပြီးတော့မှကိုယ့်ရဲ့နောင်လာနောင်သားတွေအတွက်အမွေအနှစ်ချန်ထားခဲ့တာကိုယ့်ရဲ့အတိုင်းအဝိုင်းအတွက်တစ်ခုခုအကျိုးပြုခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပြောတာကလုပ်ငန်းလုပ်တာနဲ့အလုပ်လုပ်တာနဲ့မတူပါဘူးအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကတော့လုပ်ငန်းလုပ်ဖို့လိုပါတယ် လုပ်ငန်းလုပ်ဖို့လိုပါတယ်အဲ့တော့အလုပ်လုပ်ဖို့မလိုပါဘူးเนาะကျွန်တော်ပြောတာနားလေလိမ့်မယ်အဲ့တော့ကျွန်တော်တို့အလုပ်ထဲမှာနေစာတို့က operation ပါဝင်နေရင်းနဲ့ဘာဖြစ်လဲဆိုတော့ကိုလုပ်နေတဲ့လုပ်ငန်းကြီးကကြီးမားချက်ပျောက်သွားတာဥတီချက်ပျောက်သွားတာဒါမျိုးကျွန်တော်ဖြစ်တာပါအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကလုပ်ငန်းရှင်တယောက်အနေနဲ့လုပ်ငန်းလုပ်ဖို့ဆိုလို့ရှိရင်တော့အဆင့် လေးစင်ကိုမဖြစ်မနေသွားပါအဲ့ဒီအဆင့်လေးစင်ကိုကျော်ဖြတ်နိုင်ပြီဆိုလို့ရှိရင်တော့ချမ်းသာကြွယ်ဝတဲ့လုပ်ငန်းရှင်တွေဖြစ်လိမ့်မယ်လုပ်ငန်းတွေကိုဥဆောင်နေတဲ့လုပ်ငန်းရှင်တွေဖြစ်လိမ့်မယ်မဟုတ်ရင်တော့နေစတဲ့ကွာအလုပ်လုပ်နေရင်လည်းအလုပ်လုပ်နေတဲ့အလုပ်သမားပဲဖြစ်လိမ့်မယ်ကျွန်တော်ခဏခဏပြောတဲ့အုပ်ဆက်ဆောင်ပဲဖြစ်လိမ့်မယ် လုံထဲမှာကိုကိုတိုင်နေတိုင်းပါနေရလိမ့်မယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဆင့်လေးစီကပါလဲဆိုတော့နံပါတ်1အဆင့်ဒီကျွန်တော်တို့ပါလဲဆိုတော့ vision and destination လို့ခေါ်တယ်။ကိုယ့်ရဲ့လုပ်ငန်းကဘယ်ကိုသွားမှာလဲဆိုတာကအရေးတကြီး step 1အနေနဲ့မဖြစ်မနေတက်ကိုထည့်ရမယ်။အဲ့တော့ vision နောက်ထပ်9နဲ့နောက်ထပ်10နဲ့နောက်ထပ်နှစ်100မှာဘာဖြစ်ရမလဲ။ဟုတ်ပြီအကယ်၍ကိုကထပ်ပြီးပိုင်းနေသေးတယ်ဆိုလို့ရှိရင် goals လေးတွေတစ်နှစ်ကို6လကို3လကို6လေးတွေတတ်မှတ်လို့ကျွန်တော်တို့ရတယ်။ ဒါဒီနံပါတ်1အဆင့်ဟုတ်ပြီနံပါတ်2အဆင့်အောင်ပါလေ vision ရှိုံ goal ရှိုံနဲ့ဘာမှလုပ်လို့မရအောင်အဲ့တော့အဲ့ဒီ vision နဲ့အဲ့ဒီ goals တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ကျွန်တော်တို့ဘာလို့လဲဆိုတော့ strategies တွေလိုလာပြီမဟာဗျူဟာတွေလိုလာပြီရောက်ချင်တာဒီနေရာကိုရောက်ချင်တာကိုကဒီနေရာမှာရောက်နေတာအဲ့တော့အဲ့ဒီနေရာကိုသွားဖို့အတွက်ကျွန်တော်တို့ကဘာနဲ့သွားမှာလဲ strategies ကားနဲ့သွားမှာလားလေရင်နဲ့သွားမှာလားခြေကျင်သွားမှာလား ဒါဒီကျွန်တော်တို့က strategy ဖြစ်ပါတယ်เนาะအဲ့တော့ strategy ဆွဲမှတ်ထားလို့မရပါဘူးဟုတ်ပြီ strategy ဆွဲပြီးသွားပြီဆိုလို့ရှိရင်ရောအဲ့ဒီ strategy ဒီတိုင်းထားလို့မရခုနကကျွန်တော်ပြောတယ်အဲ့တော့ strategy ထဲမှာဆိုလို့ကြပါဆိုအိရှာနော်အိရှာနဲ့ပတ်သက်တဲ့ strategy တွေ sales and marketing strategy တွေ financial နဲ့ပတ်သက်တဲ့ strategy တွေဒါတွေအားလုံးကျွန်တော်တို့ကဆွဲဖို့လုပ်တယ် โอเคဆွဲပြီးပြီအစ်စ်တော့မှာပါလို့ပါလို့ဆိုတော့ implementation ဒါမှမဟုတ် action စယူပြီး plan တွေဆွဲပြီး plan ဆွဲပြီးတော့မှာ action တွေစယူပြီးဒါကြောင့်မလို့ရေးကြည့်တာဒီပါလို့ဆိုတော့ plan เนาะအဆင့်သုံးဒီ plan เนาะကျွန်တော်ပြောပြီးပြီเนาะ HR plan strategic plan CM marketing plan financial plan ဒါတွေကကျွန်တော်ရေးကြည့်တာပြီအဲ့တော့အဲ့ဒီ plan တွေအတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ကိုရောက်ချင်တဲ့ vision ကိုရောက်နိုင် ။နောက်အဲ့တော့တို့တို့ကနေစာတွေဟာအလုတ်လုတ်နေတဲ့သူဒီလုပ်ငန်းရှင်ဖြစ်မလား။ဘာကြောင့်လဲဆိုတော့အဲ့ဒီအဆင့်နေမသွားနိုင်လို့အလုတ်ထဲမှာတနေကုန်ရှုပ်နေလို့အဲ့တော့ဒါဒီ action ကျွန်တော်တို့ယူပြီးအဆင့်၄ကတော့ဘာလုပ်ရမှာလဲဆိုတော့ review ပြန်လုပ်ရမှာ။နော် review and growth ပေါ့။ vision ကအဆင့်ပြေလား။အဲ့ဒီ vision ကိုရောက်ဖို့ကို strategy တွေကမှန်ရဲ့လား။အဲ့ strategy တွေအရအခြေခံပြီးတော့မှ plan တွေဆွဲပြီး action ယူတာတွေကရောအဆင့်ပြေရဲ့လား။ အဲ့အခြေအနေပေါ်မှာဘူးဒီပေါ် growth ဖြစ်ဖို့အတွက်ကျွန်တော်လုံမန်းရမှာအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ဒီအရာကိုအားလုံးလှုပ်ဆောင်နိုင်ဖို့အတွက်လုပ်ငန်းရှင် ဖြစ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်အကြံပြုချင်တာကတော့ business plan ဆွဲဖို့ပဲ business plan ဆွဲပါ business plan ကိုယ်ကိုယ်တိုင်ဆွဲနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆွဲနော်ပညာရှင်တွေနဲ့ခေါ်ဆွဲရင်လည်းရတယ်တူဒီမို့ကိုကဈေးနှုန်းလည်းတက်တာချင်းနဲ့ကိုကိုတိုင်းလည်းစနစ်တကျအစီအစဉ်တွေဆွဲချင်တယ်ဆိုလို့ရှိရင်တော့တရင်ကောင်းတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်လာမယ့် November 30ရက်နေ့မှာ instant business plan သင်တန်းရှိပါတယ်ကျွန်တော်ကိုယ်တိုင်9ရက်တိတိ normal 30ရက်နေနေကနေပြီးတော့မှဒီဇင်ဘာလ4ရက်နေ့ထီအောင်သင်ပါမယ်ညနေ9:00နာရီနေပြီးတော့မှည10:00နာရီထီအောင်သင်မယ်အဲ့ဒီသင်တန်းပြီးသွားပြီဆိုလို့ရှိရင်ကို့မှာတိကျတဲ့ business plan ကြီးကျွန်တော်ရသွားလိမ့်မယ်။အဲ့ဒီ plan ကြီးကိုအခြေခံပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းထဲမှာ account ထဲ formal ဆိုလို့ရှိရင်ပေးကြတယ်။ကိုယ့်ရဲ့လုပ်ငန်းကချမ်းသာကြွယ်ဝမှုကိုတည်ဆောက်နိုင်လိမ့်မယ်။ရေရှည်ရည်တည်နိုင်လိမ့်မယ်။အမွေအနှစ်ဖြစ်နေတဲ့ ဖေးထားနိုင်ခဲ့လိမ့်မယ်အဲ့တော့ဒီသင်တန်းကိုကျွန်တော်ပို့ပြီးတော့ထူးခြားတာကကျွန်တော် AI နဲ့တင်တယ် business plan ကို AI နဲ့ဆွဲကြမယ်အခုဒီ video ကြည့်နေလုပ်ငန်းရှင်တွေအတွက်ကျွန်တော်အတူတူဆွဲပေးမယ်ပြီးတော့ဒီသင်တန်းက batch 2ကိုရောက်နေပြီအဲ့တော့ batch 1တုန်းကတော့သင်တန်းသားပေါင်းများစွာတက်ခဲ့ပြီးတော့မှအခုဆိုလို့ရှိရင်တို့ကတို့လုပ်ငန်းတွေမှာ business plan တွေနဲ့သွားနေကြပြီ။ကြောင်းမလို့အခုဒီ video ကြည့်နေတဲ့တို့ရဲ့လုပ်ငန်းရှင်တွေဒီလေနောက်ကြမချန်ခဲ့ဖို့အတွက်ဒီသင်တန်းကိုမဖြစ်မနေလာပြီးတော့မှတက်ပါစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင် plan တွေဆွဲတက်ဖို့လိုတယ် strategy တွေဆွဲနိုင်ဖို့လိုတယ်အဲ့တော့ဆွဲတက်ဖို့ဆွဲနိုင်ဖို့ဆိုလို့ရှိရင်ဒီတင်တန်းကိုမဖြစ်မနေလားတက်ပါအဲ့တော့တင်တန်းချင်းကိုလည်းကျွန်တော်အနည်းဆုံး9သိန်းနဲ့လောက်ထားတယ်9သိန်းနဲ့ပဲကျွန်တော်တက်ခွင့်ပြုထားတယ်လူကြီးလည်းကန့်တက်ထားတာဖြစ်တယ်တော့အခုချက်ချင်းသွားပြီးတော့မှ business plan တင်တန်းတက်ချင်ပါတယ်ဆိုပြီးတော့မှ messenger မှာသွားပြောပါဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ comment ထဲမှာ IBB လို့ရိုက်ခဲ့ပါ instant business plan လို့ရိုက်ခဲ့ပါအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ team ကနေပြီးတော့မှဒီတင်တန်းကိုတက်နိုင်ဖို့အတွက်အကူအညီပေးပါလိမ့်မယ် ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီအကျိုးရည်စုံရရလေးပဲလို့ကျွန်တော်ပြောနေပါတယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညင်လေးအောင်ပါမြင်မှရှိတော်နေနေဖြစ်ပါစေ